မြအေးအစီခွဲကုထုံးကြောင်းအသက်အနည်းနဲ့လက်ရကန်းလိုဖြစ်ခဲ့ရတဲ့မိတ်ကပ်မေတန်ဒေသများလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မိတ်ကပ်မေတန်ကတော့နှွေပညာရှင်တယောက်ဆောင်မင်းသားမင်းသမီးတွေကိုမိတ်ကပ်လင်းချဲ့ပေးတဲ့မာဂျီတန်ဆိုပြီးနာမည်ကြီးသူပဲဖြစ်ပါတယ်မိတ်ကပ်မေတန်ကတော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကသူမကြုံတွေ့ခဲ့ရတဲ့ဖြစ်အစိုးကြီးတစ်ခုကိုဘရိတ်တတီသိအောင်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်မိတ်ကပ်မေတန်ဟာဆိုရင်အလှပကိုစိတ်ဝင်စားသူဖြစ်ပြီးသူမရဲ့မျက်ရည်ခွန်ကြီးနေဓာရီနဲ့ပတ်သက်ပြီးလဲလိုမကြတာကြောင့်ဇေတသားတဲ့ခွဲစိတ်ကိုထုံးတစ်ခုကိုပြုလုပ်ခဲ့တာပဲဖြစ် ဖြစ်ပါတယ်။မိတ်ကမေတန်းကတော့အသက်20ကျော်အရွယ်သာရှိပြီးအတွေ့အကြုံနဲ့နေသေးတဲ့ခွဲစိတ်ကုသဘေးသူမင်းကလေးနဲ့သူမရဲ့မျက်ရည်ကိုခွဲစိတ်ပြုလုပ်ခဲ့တာပေါ့။ခွဲစိတ်မှုမဆက်တင်ခင်မှာအနာကျင်းမရှိရလျောင်းထုံစေး၆လုံးထိုးပေးခဲ့ပြီးခွဲစိတ်ခဲ့တယ်လို့သိရပါတယ်။ အရင်တော့ခွဲစိတ်ပြီးပြန်ချုပ်ချိန်မှာတော့မျိုးလုံးသွေးကြောကိုထိမိသွားပြီးသွေးတွေအဆက်မပြတ်ထွက်နေကြတာပေါ့သွေးတက်အောင်ရေခဲတွေကပ်နေခဲ့ပေမဲ့လည်းသွေးကမတိတ်သွားပဲပိုဆိုးလာတလို့မျိုးလုံးနှစ်ဖက်လုံးကလည်းရှေ့ကိုရောင်ပြီးပြုတ်ထွက်လာတာကြောင့်ဘာကောင်မမြင်တော့တဲ့အထိအောင်ဖြစ်ခဲ့ရတယ်လို့သူမရဲ့ချောက်ချားဖွယ်ရာဖြစ်အစိုးကြီးကိုပြပြလာခဲ့တာပဲဖြစ်ပါတယ် တကယ်တော့မေကပ်မေတ္တဟာခွဲစိတ်ကူတတ်မှုခံယူရမယ့်ရက်ကမင်းသမီးလင်းစာနီဆောင် Master Chef ကမအေးသစင်တို့နဲ့အတူဆောင်ဖို့ချိန်ထားခဲ့ကြတာပေါ့မေကပ်မေတ္တဟာမိတ်ဆွေတင်းနဲ့ချိန်ထားတာကိုဖျက်ခဲ့ပြီးခွဲစိတ်မှုကုထုံးကိုလုံနေခဲ့တာပဲဖြစ်ပါတယ်မေကမေတန်းကိုခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့စေခန့်ဆိုရင်ကျွမ်းကျင်လို့လှုပ်ရှားတာထက်ငွေရလို့လှုပ်ရှားတယ်လို့ပြောရမှာပါ တကယ်တော့မိကမေတန်းနေနဲ့လဲဈေးနဲ့တော့ကိုမကြည့်ပဲစိတ်ချလုံးချုံပြီးကျမကြီးအမခန့်ချက်အပြည့်ရှိတဲ့လွမ်းကျင်ဆရာဝန်တွေနဲ့ကုသမှုခံယူလိုက်ရမှာပေါ့ဒါပေမဲ့မိကမေတန်းဟာမစင်မကျင်တဲ့ရွေးချယ်မှုမှာသွားခဲ့တာကြောင့်အသက်နည်းနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်သွေးမတိတ်တော့တဲ့အချိန်မှာမိဆွေတွေကိုဖုံးဆက်ပြီးစိတ်ယုံကိုပိုခိုင်းခဲ့တာကြောင့် အချိန်မီအသက်ဘေးကလွတ်မြောက်လာခဲ့ရတာပဲဖြစ်ပါတယ်။စေယုံကိုသွားနေတဲ့လမ်းတစ်လျှောက်မှာလည်းမက်ကမေတန်းရဲ့မျက်လုံးတွေအားဆိုရင်သွေးတွေအဆက်မပြတ်စီးကျနေတာကြောင့်မျက်နှာတစ်ပြင်လုံးသွေးချင်းချင်းအိုင်ခဲ့တဲ့အထိပါပဲ။မက်ကမေတန်းဟာကံတော်ကြီးစေယုံမှာစေကုသမှုခံယူခဲ့တာဖြစ်ပြီးစေယုံကပမောခဆရာဝန်ကြီးရဲ့စေကုသပေးမှုကြောင့်အချိန်လေးစိုးကြီးကနေလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။စေယုံကသာအချိန်မီမရောက်သွားခဲ့ရင်သွေးကြောတွေပြန့်ပြီးအသက်နည်းရဲ့အထိဆိုရင်လာနိုင်တာကြောင့်ကံတီခဲ့တယ်လို့ဆိုရမှာပါ။ ။နောက်ပြီးမိတ်ကပ်မေတန်းဟာခွဲစိတ်ခံမဝင်ခင်ဘဘက်မျက်လုံးဟာဆိုရင်လုံးဝမမြင်ရတော့တဲ့အချိန်လေးအထိရောက်သွားခဲ့ပြီးခွဲစိတ်ကုသမှုပြီးမှတော့အလင်းထန်းနေပြောင်းပြင်းရပြီးကောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ မေကမေတန်ကတော့သူမရဲ့ဖြစ်ရဆိုကြီးကိုသင်ခန်းစာယူပြီးခွဲစိတ်ပြုပြင်မဲ့သူတွေအတွက်တေချာလေးစိတ်ချရမယ့်စေယုံဒီမောင်ခွဲစိတ်ပြုပြင်မှုအတွက်အကြံပေးလာခဲ့တာပဲဖြစ်ပါတယ်။ယနေ့ခေတ်ကြီးအားဆိုရင်ဒေါက်တာလာရာနဲ့အမျှဆုံယုံမှုတွေကလည်းဒုနဲ့ဒီပါပဲ။အလှပအတွက်စားထိုးပြုပြင်ခွဲစိတ်မှုပြုလုပ်ကြတဲ့လူရည်တွေလည်းများပြားလာခဲ့တာပဲဖြစ်ပါတယ်။ဒီချင်းနေတဲ့ပုံမှာငကိုထက်ထွေးကြပြီးလှပပြောင်းလဲသွားသူတွေလည်းရှိသလုံးမေကမေတန်လိုအသက်အရွယ်နဲ့ကြုံတွေ့ပြီးငကိုရှင်ဆွဲခနာကိုယ်တော်ပြည့်စည်သွားသူတွေကလည်းခမများများပါပဲ။လရှိမှာတော့မေကမေတန်ဟာအချင်းနေ ပြန်ကောင်းလာပြီဖြစ်ကနောက်ထပ်ခွဲစိတ်ပြုပြင်မဲ့သူတို့အနေနဲ့စိတ်ပညာကိုတက်ကြွပြီးအမခန့်ချက်ပြေဝရှိတဲ့ဆေးရုံစေခန်းတွေမှာပြုပြင်မှုတွေလုပ်တင်ကြအောင်အကြံပြုပေးလာခဲ့တာပဲဖြစ်ပါတယ်။ပြည်သူတို့အနေနဲ့လည်းအနှောက်အယှက်တွေမစင်မချင်းလောက်ခဲ့ပြီလို့အသက်ဘေးနဲ့ကြုံခဲ့ရတဲ့မိကမေတန်းနဲ့ပတ်သက်ပြီးမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။